ီမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့ကလေးအရွယ်မှာဖြစ်တဲ့အဝါလွန်ခြင်းနဲ့ဘာကြောင့်ဖြစ်ပေါ်ရတာလဲအဝါလွန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲယောဂါတွေနဲ့အတူဘလို့ကာကွယ်မလဲအစရှိတဲ့အခန်းကဏ္ဍအလုံးကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ်ပထမဆုံးအပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ကလေးအရွယ်မှာဖြစ်တဲ့အဝါလွန်ခြင်းနဲ့ဘာကြောင့်ဖြစ်ပေါ်ရလဲဆိုတာပဲဖြစ်ပါတယ် childhood obesity ကလေးဘဝအဝလွန်ခြင်းဆိုတာပါလဲ childhood obesity ဆိုတာကကလေးတဦးရဲ့ကိုယ်အလေးချိန်ကအသက်အရွယ်နဲ့အရက်အမြင့်လိုက်ပုံမှန်ထက်အလွန်အမင်းမြင့်တက်နေတဲ့အခြေအနေကိုဆိုလိုတာဖြစ်ပါတယ်ဒီလိုပြပေါ်တာကကလေးရဲ့ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့အပြင်နောက်ဆက်တွဲယောဂတွေကိုလည်းဖြစ်ပွားစေနိုင်ပါတယ်ကလေးဘဝအဝလွန်ခြင်းကရိုးရိုးအဝလွန်တာထက်ပိုမိုရှုပ်ထွေးပြီး မျိုးရိုးနေထိုင်မှုပုံစံစိတ်ပိုင်းဆိုင်ရာနဲ့ပတ်ဝန်းကျင်အခြေအနေတို့ကြောင့်ဖြစ်နိုင်ပါတယ်။ကလေးရွယ်မှာဖြစ်ပေါ်တဲ့အဝါလွန်ခြင်းဖြစ်ပေါ်ရတဲ့အဓိကအကြောင်းရင်းတွေကတော့မျိုးရိုးပိစာနဲ့ဇီဝကံမှဖြစ်စဉ်များ genetic and biological factors မိဘနှစ်ပါးစလုံးဒါမှမဟုတ်တူအူအဝါလွန်နေပါကကလေးမှလည်းအဝါလွန်နိုင်ခြင်းနှစ်ဆသုံးဆပိုများနိုင်ပါတယ်။ဇီဝကံမဖြစ်စဉ်ဥပမာအဖြစ်လက်တင်ဟော်မုန်းချွတ်တဲ့ခြင်းကြောင့်အစီစုနှုံးမြန်ခြင်းကြောင့်ဖြစ်ပါတယ် နေထိုင်မှုပုံစံနဲ့အစားအသောက်ပုံစံ lifestyle and dietary habits အချို့နဲ့အစီများတဲ့အစားအသောက်တွေစားတော့ခြင်းဥပမာအားဖြင့်တရေစာမုံပီဇာဘာဂါအေးအေးကြောင့်အချို့ရေးအမြင်တန်နဲတဲ့အစားအစာတွေကိုစားတော့ခြင်းဟင်းသီးဟင်းရွက်တစ်သီးလုံလောက်စွာမစားခြင်းအလွန်အကျွံစားသုံးခြင်း portion size ကြီးမားခြင်းတို့ကြောင့်ဖြစ်ပေါ်နိုင်ပါတယ်ကိုလတ်လှောက်ရှားမှုနဲ့ပါခြင်းအခုနောက်ပိုင်းမှာကလေးငယ်တွေက ဖုန်းတွေ TV ကွန်ပျူတာတွေအချိန်ကြာမြင့်စွာအသုံးပြုလာကြပါတယ် အကစားဒါမှမဟုတ်ပြေးလွှာကစားခြင်းမရှိတာလည်းဖြစ်ပေါ်နိုင်ပါတယ်။မိသားစုနဲ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့်မိသားစုထဲမှာအဝလွန်သူရှိပါကလည်းကလေးတွေမှာလည်းဖြစ်နိုင်ခြင်းများပါတယ်။မိသားစုရဲ့အစာအတောက်အလေးထားဥပမာအဖြစ်အစီအချိုများတဲ့အစာကိုမိသားစုကပုံမှန်စားခြင်းကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်။မိသားစုစီးပွားရေးအခြေအနေ၊ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအစာဝယ်ယူနိုင်မှုနည်းပါးခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ကျောင်းနဲ့ရက်ကွက်မှာကျန်းမာရေးအသိပညာနည်းပါးခြင်း ကျောင်းရက်ကွက်မှာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာရရှိမှုနဲ့ပတာကြောင့်လည်းဖြစ်နိုင်ပါတယ်။စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများစိတ်ဖြစ်စီမှုစိတ်ဓာတ်ကြောင့်မှုကြောင့်အစားအလွန်ကျုံစားခြင်းဖြစ်ပေါ်လာနိုင်ပြီးတော့အဝါလွန်ခြင်းကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။စိတ်ဖြစ်စီမှုစိုးရိမ်ပူပန်မှုဥပမာအပြင်မိဘကွာရှင်ခြင်းကြောင်းဖြစ်အားကြောင့် emotional eating လို့ခေါ်တဲ့စိတ်အလိုလိုက်အစားများခြင်းကြောင့်လည်းဖြစ်ပေါ်လာနိုင်ပြီးကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းခြင်းဥပမာအားဖြင့်ကိုယ်လေးချိန်ကြောင့်အနံကျင်းခံရတာကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ် တခြားကြောင်းရင်းတွေကတော့အိပ်ဆက်ခြင်းပြဿနာအရေးပြတ်ချက်ကကော်တီဆောဟော်မုန်းမြင့်တက်စေပြီးတော့အဝလွန်စေနိုင်ပါတယ်။ဆေးဝါးတချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့်လည်းအဝလွန်နိုင်ပါတယ်။ဥပမာစတီရိုက်တချို့သောစိတ်ကြယောဂတွေကအဝလွန်ခြင်းကိုဖြစ်ပေါ်လာစေနိုင်တာဖြစ်ပါတယ်။နောက်ထပ်အပိုင်းမှာတော့အဝလွန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲယောဂတွေနဲ့အတူဘလို့ကာကွယ်နိုင်မလဲဆိုတာတွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အဝလွန်တဲ့ကလေးတွေကကိုလက်စထရောမြင့်ခြင်းဒါမှမဟုတ် သွေးတိုးခြင်းကြောင့်နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။အဝါလွန်တဲ့ဆဲကြောတက်တွေမှာတော့သွေးတွင်းတကြားတက်မြင့်တက်ပြီးအရွယ်ရောက်လာတာနဲ့အများစီးချူရောဂါဖြစ်နိုင်ခြင်းများပါတယ်။အဝါလွန်တဲ့ကလေးတွေကအယိုးအစစ်ရောဂါတွေဖြစ်ပွားနိုင်တဲ့အပြင်တငယ်ချင်းတွေကြောင့်မှနောက်ပြောင်ကြီးဆဲခံရတဲ့အခါအားငယ်တငယ်ချင်းနဲ့စိတ်တက်ကြခြင်းစတာတွေလည်းဖြစ်နိုင်ပါတယ်။အခုပြောပြခဲ့တာတွေကတော့ရေတိုကျန်းမာရေးဆိုးကျိုးတွေပဲဖြစ်ပါတယ်။ရေရှည်ရလက်အနေနဲ့ကတော့အသက်ကြီးလာတဲ့အခါမှာလည်း အဝလွန်ခြင်းနှလုံးရောဂါရခြင်းလေးဖြတ်ခြင်းကင်ဆာနဲ့ဒုအဆစ်မြက်ရောင်ရမ်းခြင်းတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဆယ်နှစ်အောင်နဲ့ဆယ်နှစ်ကျော်အရွယ်ကလေးတွေမှာအသက်အရွယ်နဲ့အရက်အမြင့်အလိုက်ရှိတဲ့ရှိထိုက်တဲ့ကိုယ်လေးချိန်ထက်ကျော်လွန်နေပြီဆိုရင်တော့စိုးရိမ်ရပြီဖြစ်ပါတယ်။အဝလွန်နဲ့ဆိုတာကအစီကြွက်တာအယိုးရေးဒါမှမဟုတ်ဒါရီအလုံးပေါင်းဆက်ခြင်းကနေခန္ဓာကိုယ်အလေးချိန်ပိုတိုးလာတာကိုဆိုလိုပါတယ်။အနေထိုင်နဲ့ပတ်ဝန်းကျင်အခြေအနေတွေကလည်းကိုယ်အလေးချိန်ပေါ်မှာတက်ရောက်မှုရှိပါတယ်။ ကလေးရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနှစ်ခုလုံးမှာရေတိုးရေရှည်တက်ရောက်နိုင်တာဖြစ်ပါတယ်။ကလေးတွေမှာအဝလွန်နာကစိုးရိမ်ရတယ်ဆိုပေမဲ့ကံကောင်းစွာနဲ့ပဲဒီအခြေအနေကိုကာကွယ်ကူတာနိုင်တဲ့နည်းလမ်းများစွာလည်းရှိနေပါတယ်။ပထမအဆုံးတစ်ခုကတော့အစာအတောက်နဲ့လေ့ကျင့်ခန်းကနေအစီအကျအောင်လုပ်ယူလို့ရပါတယ်။အသားတစ်သီးအရွက်နဲ့ရေဓာတ်ကိုတတ်မှတ်ထားတဲ့အချို့အစာအတိုင်းနေ့စဉ်ပုံမှန်စားသုံးပေးဖို့ကတော့မိခင်ဖြစ်သူကခရုစိုက်ပေးရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက်လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပြီးတငယ်ချင်းတွေနဲ့စပိန်ရှောက်စီတာနဲ့မိသားစုနဲ့အတူတူလမ်းလျှောက်ထွက်မယ်စသဖြင့်ဂယူဆိုင်ပေးဖို့လိုအပ်ပါတယ်မိဘတွေအနေနဲ့တာသမီတွေကိုကလေးဘဝအရွယ်ကလေးကအလေးထားကောင်းတွေကိုမွေးမြူတတ်အောင်လို့လေ့ကျင့်ပေးရပါမယ်ကလေးငယ်တွေကိုအဝါလွန်ချင်းရဲ့နောက်ဆက်တွဲတွေကိုနားမလည်သေးရင်တော့စေပညာဘူတူတာတွေဖတ်ဖူးတဲ့မိဘတွေကတိတိလောက်မှတ်တလောက်ဂယူဆိုင်ပေးရမှာဖြစ်ပါတယ် တင်းတော်တဲ့အစားအသောက်ကိုရွေးချယ်ဖို့နဲ့လေ့ကျင့်ခန်းပုံမှန်လုပ်ပေးမယ်ဆိုရင်မိသားစုတဦးချင်းစီရဲ့အကျမကြီးကလည်းအရန်ကြီးကောင်းလွန်နေတာမဟုတ်ရင်တော့အစိုးဆုံးအခြေအနေတွေကိုအ ਨੇ ဆုံးတော့ကင်းဝဲသွားစင်မှာဖြစ်ပါတယ်။မိခင်တွေအနေနဲ့ကိုယ်တိုင်ပြုလုပ်ဖို့မသိတဲ့အခြေအနေရောက်လာခဲ့ရင်ဆရာဝန်နဲ့တိုင်ပင်တင်ပါတယ်။ကလေးကအရန်အဝလွန်ပြီးတော့ဘလိုဝိတ်ချပေးရမလဲမသိရင်ကျွမ်းကျွမ်းနဲ့ကလေးဆရာဝန်တွေထမှာတွားရောက်ပြတာတင်ပါတယ် မိဘတွေတည်ထားတဲ့အရေးကြီးတဲ့အကြောင်းအရာကတော့ကလေးအဝလွန်နေဆိုတာကလေးတယောက်ထဲနဲ့ပဲသက်ဆိုင်တာမဟုတ်ပဲတမိသားစုနှုံနဲ့လည်းသက်ဆိုင်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။အိမ်မှာရှိနေတဲ့မိသားစုဝင်တိုင်းကမှန်ကန်ကောင်းမွန်တဲ့အစားအသောက်နဲ့နေထိုင်မှုပုံစံကျင့်သုံးနေထိုင်မှမိသားစုအလုံးစုံမှရကောင်းမွန်နေမှာဖြစ်ပါတယ်။အဝလွန်တဲ့ကလေးတွေရှိနေရင်မိဘတွေအနေနဲ့အချိန်မလွန်ခင်ကလေးကိုရှိတဲ့နဲ့ကိုယ်လေးချိန်အတိုင်းဖြစ်အောင်ဂရုစိုက်ပြုပြင်ပေးပါလို့တိုက်တွန်းလိုက်ပါတယ် ီကြောင်းရတွေကိုတော့ Better Health Channel, Science Credit, The Women Organization, National Institutes of Health နဲ့ WebMD တို့ကနေကိုးကားဖော်ပြခဲ့တာဖြစ်ပါတယ်။နောက်တော့မှလည်းကျမတို့ရဲ့ G2L အစီအစဉ်ကနေအမျိုးသမီးကလေးနဲ့ပတ်သက်တဲ့ကျန်းမာရေးနဲ့ဘူတုတရစီမဲ့အကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။